နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့ကိုမကွေးမြို့မှာကျင်းပတဲ့တဲ့ရင်ကိုတော့ဥစော်ဖေးခုလိုပြပို့ထားပါတယ်ရှင်။ဒေါ်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့ကိုမကွေးမြို့တန်ဃာရမဖုံးကျောင်းမှာဆရာတော်တန်ဃာတော်များကိုအောင်ဆွတ်ခတ်ခြင်းမကွေးမြို့တော်ခမ်းမမှာမွေးနေ့ပဲအခမ်းအနားကျင်းပခြင်းတွေပြုလုပ်ကြတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ကဒီပွဲလေးဖြစ်မြောက်ဖို့လိုခဲ့တဲ့6လလောက်ခရေကစဉ်းစားပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့မေတ္တာနဲ့စေရနာပေါ်မှာပြည်သူလူထုရဲ့တုံ့ပြန်မှုအခြေခံပြီးတော့ဒီပွဲလေးကိုပြည်သူလူထုနဲ့လက်တွဲပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။၁၂နှစ်အရွယ်မှာကျွန်တော်တို့တိန်ကာဂရီရက်ွက်ကနေပြီးတော့မုံလုံးရေပေါ်တရက်ွက်လုံးမှာရှိတဲ့ဟိုပါပေါ့လူသားပြည်သူအားလုံးကိုကျွန်တော်ရွှေမွေးမှာဖြစ်ပါတယ်ခင်ဗျ။ညနေပိုင်းမှာလည်းကျွန်တော်ဂန်းကိုတထောင်မှာတစ်ပင်ဆိုင်ပွဲ ဆက်လက်ပြင်းပါပြီဒီနေ့ကုန်ကျွန်တော်တို့ထုတ်ရှားမှုဇက်လိုက်ထုတ်သွားပါပါခင်ဗျာဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုအခုလိုခန်းခန်းလာလာကျင်းပခွင့်ရတဲ့အတွက်အလွန်ဝမ်းမြောက်ကျဉ်တ်ဆရာ ဖြစ်တယ်လို့မကွေးတိုင်းဒေသကြီးလှတ်တော်ကိုယ်စားလှယ်တဦးနဲ့မွေးနေ့ပွဲဖြစ်မြောက်ရေးကော်မတီအထွေထွေမှုကဆိုပါတယ်ကျွန်တော်အရင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့တွေမှာဆိုရင်ကျွန်တော်တို့ကခိုးချောင်ခိုးဝက်တွေနဲ့ရောက်တဲ့နေရာရှိတဲ့နေရာဒီမှာကျွန်တော်တို့ကလုပ်ခဲ့ရတယ်ဖွံ့ဖြိုးမိန်နေမရခဲ့ရတဲ့ လောက်ခွင့်မပြုခဲ့တဲ့အနေအထားမျိုးတစ်ခုမှာကျွန်တော်အခုမြို့နယ်ခမ်းမမြို့တော်ခမ်းမလိုနေရာမျိုးမှာလောက်ခွင့်ရရှိတဲ့အတွက်ကျွန်တော်တက်ရောက်ခွင့်ရရှိတဲ့အတွက်လည်းကျွန်တော်တို့ကအလွန်ပဲဝမ်းသာဝမ်းမြောက်ဖြစ်ခဲ့ပါတယ်2014ခုနှစ်တုန်းကဆိုရင်ကျွန်တော်ဒီတရက်ထောင်ထဲမှာကျွန်တော်တို့ခိုးကြောင်ခိုးဝက်ကလေးနဲ့လောက်ခဲ့ရတဲ့အချိန်ကြီးလေးတွေပေါ့နော်အံ့အလိုလေးတွေအများကြီးပဲရှိတယ်မျိုးတွေဒီမှာဆိုလဲဖုန်းကြီးကြောင်းလေးတွေမှာကျွန်တော်တို့ဆွန့်ကတ်တယ်ငွေနေပွဲလေးတွေလှုပ်ပေးခဲ့ရတယ် ဒါပေမဲ့ဒီလိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်နဲ့ကျွန်တော်တို့လုပ်ခွင့်ရတဲ့အတွက်ကျွန်တော်တို့အများကြီးဝန်တာခုံယူပြီးဒီဘာဖြစ်ဖြစ်ကျွန်တော်တို့ဂုံပြူတိုက်သူကိုဂုံပြူခွင့်ရတဲ့ဒီလိုပွဲမျိုးကိုကျွန်တော်တို့ခန်းခန်းနာနာစီစီကားကားတိုက်တိုက်မြိုင်းမြိုင်းနဲ့ကျင်းပခွင့်ရတာလုံးမဲကျင်းနေစရာကောင်းပါတယ်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲခန်းနာကိုမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းဒေသကြီးအစိုးရဝန်ကြီးများမကွေးတိုင်းအတွင်းကလွှတ်တော်ကူစလများလဲတက်ရောက်ခဲ့ပါတယ်လူသမိုင်းလုံးရဲ့ခန္ဓာကုမာ ကျွန်တော်ကစကားပြောခဲ့ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းတိုက်ပြီးတဲ့လူမျိုးတွေကိုပူသွားကြတော့ရှိသေးကျွန်တော်တို့တည်ဖို့ဆောင်ရွက်ပါမယ်လို့ကျွန်တော်ပြောကြားလိုပါတယ်တော်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂွန်ပြူသောအဖြစ်နေ့လယ်၁၂နာရီမှာ မကွေးမြို့တိန်ငါရက်ကွက်မှာ စတုရီတာကျွေးမွေးကြမှာဖြစ်တယ်လို့ညနေ၃နာရီမှာမကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥဆောင်ပြီးတစ်ပွင့်စိုက်ပွဲပြုလုပ်ကြမှာလည်းဖြစ်ပါတယ် ဒီကနေ့မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုမြန်မာနိုင်ငံနေရာတော်တော်များများမှာပုံစံမျိုးစုံနဲ့ကျင်းပနေကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဖီပါ